ကျမတို့မှာကြပါစားခင်ဗျာ2025ခုနှစ်ဧပြီလ30ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်တော်ဝေယံပါပြည်သူအားလုံးကိုတော်လှန်နေ့တစ်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့နေ့လည်ခင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့နေ့လည်ခင်းရဲ့သတင်းထူးတွေတဲကပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်မှာသခိုင်းကလင်ကြောင့်ပျက်စီးသွားတဲ့ရုံးဌာနအဆောက်အုံတွေကို မူလတိဆောက်ခဲ့တဲ့ကုမ္ပဏီတွေက ပြင်ဆင်တိဆောက်ပေးရမယ်လို့စစ်ရှုံးကောင်စီကတရားဝင်ကြေညာလိုက်ပါပြီခင်ဗျာလွှတ်တော်ကိုတိဆောက်ခဲ့တဲ့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်စန်းနဲ့ဗိုလ်ချုပ်ဟောင်းတာသမီတချို့ဟာစစ်ရှုံးကောင်စီကိုမဆက်သွယ်တော့ဘဲနဲ့ထွက်ပြေးတင်းရှောင်နေကြတယ်လို့လည်းသိရပါတယ်နေပြည်တော်မှာသခိုင်းကလင်ကြီးကြောင့်ပျက်စီးသွားတဲ့ရုံးဌာနအဆောက်အုံတွေကိုမူလတိဆောက်ခဲ့တဲ့ကုမ္ပဏီတွေကပြင်ဆင်တိဆောက်ပေးရမယ်လို့အကြမ်းဖက်စစ်ရှုံးကောင်စီကတရားဝင်ကြေညာလိုက်ပါပြီ မနေ့ကနေပြီးတော့မှပြုလုပ်တဲ့အဆောက်အုံတွေပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသည့်တိဆောက်ရေးကြီးကြပ်မှုကော်မတီရဲ့ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကော်မတီဥက္ကဋ္ဌကာဝေးရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကအခုလိုမျိုးထုတ်ဖော်ပြောဆိုလာတာဖြစ်တယ်လို့စစ်ရှုံးကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။နေပြီးတော့မှမတ်လ28ရက်နေ့လောက်ကခဲ့တဲ့သခိုင်းကလင်ကြီးကြောင့်အစိုးရဝန်ထမ်းဝန်ကြီးဌာနအဆောက်အုံတွေပြိုကျပျက်စီးခဲ့ရမှာနီလန်၃တွယ်နဲ့ပြင်ဆင်တိဆောက်သွားမှာဖြစ်ကြောင်း ရုံးဌာနဆောင်အနေကိုပြင်ဆင်ဖို့မူလတိဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရွက်တာဖြစ်ကြောင်းကာဝေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ။သခိုင်းကလင်းကြောင့်နေပြည်တော်မှာပြေကျပျက်စီးခဲ့တဲ့အဆောက်အအုံတွေကသမရအိမ်တော်ကတော့အေဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတိဆောက်ခဲ့တာဖြစ်ပြီးဒုတိယသမရနေအိမ်နဲ့လွတ်တော်ဥက္ကဋ္ဌနေအိမ်တွေကတော့ထူးကုမ္ပဏီပိုင်ရှင်ဦးတေဇာကတာဝန်ယူတိဆောက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်မှာရှိတဲ့ငလင်းကြောင့်ပြေကျပျက်စီးသွားတဲ့ဝနာသိတိအကားစားယုံကတော့ mass မြန်မာ ုမ္ပဏီပိုင်ရှင်ဥစောစောကတာဝန်ယူတိဆောက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်လွှတ်တော်ဆောက်အောင်ကတော့ ACE ကုမ္ပဏီပိုင်ရှင်ဥတင်ဆန်းကတိဆောက်ခဲ့တာဖြစ်ပြီးဥတင်ဆန်းကတော့ဆက်ရှုံးကောင်စီကိုဆက်သွယ်တာမျိုးမရှိဘဲတင်းချောင်သွားတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ဘုရုတ်ကြီးဟောင်းရွှေမန်းရဲ့သားတိုးနိုင်မန်းအောင်တတ်မန်းနေပြည်တော်ကောင်စီဝင်ဘုံမူကြီးဟောင်းတင်းညွန်ရဲ့သားကုမ္ပဏီတွေမွေးရည်ဝင်ကြီးဟောင်းမောင်မောင်တင်းရဲ့သားရဲ့ကုမ္ပဏီတွေပါဝင် နေပြည်တော်ဆောက်လို့ရေးလောက်ကန်ခွင့်ရရှိတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့မိသားစုဝင်တွေနဲ့အတိုင်းဝိုင်းတွေကလည်းတိတ်ဆောင်ကုန်ကြပြီးတချို့စစ်ရှုံးကောင်စီကိုပြန်လည်ဆက်သွယ်လာခဲ့တယ်လို့သိရပါတယ်တရုတ်မှာစားတောက်ဆိုင်မီးလောင်ပြီးတော့20ကျော်သေပြီးဆိုင်းရှင်အဖမ်းခံထားတယ်လို့သိရပါဗျ။လူ20ကျော်သေဆုံးခဲ့တဲ့စားတောက်ဆိုင်မီးလောင်မှုကြီးပြီးပိုင်းရှင် ဆိုင်းပိုင်ရှင်တရုတ်အာဏာပိုင်တွေကပိုင်ရှင်ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲတော့တရုတ်မှာမိလောင်မှုကြီးကြီးမားမားဖြစ်တာပါ။တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းလျောင်နင်းပြည်နယ်မှာရှိတဲ့လျောင်ရမ်းမြို့တွေကစားတောက်ဆိုင်တစ်ခုမှာဧပြီ29ရက်နေ့နေ့လယ်လောက်ကအပြင်းထန်မိလောင်မှုဖြစ်ခဲ့တာပါ။အဲ့ဒီဖြစ်စဉ်မှာလူ22ဦးသေပြီး3ဦးဒဏ်ရာရခဲ့တယ်လို့တရုတ်ဆိုရနဲ့ရှင်ဟဝါသတင်းဌာနကဖော်ပြခဲ့ပါတယ်။မိလောင်မှုကိုမိသက်ရင်22စီးနဲ့မိသက်ဝန်ထမ်း85ဦးအထိအုံပြုပြီး ညှိနှက်ခဲ့တဲ့နောက်မိကျွမ်းနေတဲ့ဆောင်းအုံနဲ့ရှာဖွေရေးတွေလှုပ်ဆောင်ခဲ့တဲ့အခါအလောင်းတွေကိုရှာတွေ့ခဲ့တာပါဒဏ်ရာရထားသူတွေကိုတော့နှိစက်ရဆေးရုံနေစီချက်ချင်းအရေးပေါ်တင်ပို့ခဲ့တယ်လို့ဆိုပါတယ်ဧပြီ30ရက်နေ့ပိုင်းမှာတော့ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးသွားပြီဖြစ်ပြီးမိလောင်မှုအကြောင်းရင်းကိုဖော်ထုတ်ဖို့အာယုံဆိုင်စုံစမ်းနေပါတယ်စားတော့ဆိုင်ရဲ့ပိုင်ရှင်ကတော့လက်တလုံးမှာအဖမ်းခံထားရပြီးစုံစမ်းဆက်ဆင်မှုတွေနဲ့ကြုံနေရပါတယ်ခင်ဗျာဒီဥဒမရာရှိချင်းဖြင့်ကဒဏ်ရာရသူတွေကိုကုသမှုတွေတည်ဆုံးသူတွေနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်ပေးမှုတွေနေနာသူတွေရဲ့မိသားစုတွေကိုကူညီပေးတာတွေမိလောက်မှုအကြောင်းရင်းကိုဖော်ထုတ်တာတွေထိထိရောက်ရောက်မှန်မှန်ကန်ကန်ဆောင်ရွက်ကြဖို့သက်ဆိုင်ရာဌာနအသီးသီးကိုတောင်းဆိုထားပါတယ်။တရုတ်ဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာလူအသေးပြောက်များပြားတဲ့မိလောက်မှုတွေနဲ့ကြုံခဲ့ရပါတယ်။လောလောလတ်လတ်အနေနဲ့ April 9ရက်နေ့ကနိုင်ငံမြောက်ပိုင်းဟီပေမှာဘောဘရိတ်တာတစ်ခုမိလောက်လို့လူ20ထက်မနည်းသေဆုံးခဲ့ပါတယ်။ဇန်နဝါရီလတုန်းကဘေကျင်းမြို့တော်အနောက်မြောက်ဘက်မှာရှိတဲ့ကျန်းချိုင်ကုဟင်းဒီဟင်းရွက်ဈေးမှာမိလောက်ရာက လူရှိဦးသေဆုံးခဲ့ရပါတယ်အဲ့ဒီမတိုင်ခင်တလားလောက်ကလည်းနိုင်ငံအရှေ့ပိုင်းယွန်ချမ်းမြို့မှာစောက်လို့ရေလုံငန်းခွင်မိလောင်မှုကြောင့်5ဦးဖိတ်ဆင်ခဲ့ပါတယ်ခင်ဗျာအဲ့တော့မိလောင်မှုတွေကပ်ဘေးတွေတဘာဝဘေးအန်ဒီရီကြီးကြီးမားမားဖြစ်ရပါတယ်အဲ့တော့ဒီလိုဖြစ်စဉ်တွေဖြစ်တိုင်းမှာကျွန်တော်တွေးတောသုံးသပ်မိတဲ့အရာရှိပါတယ်အဲ့ဒါကကျွန်တော်တို့လွန်ခဲ့တဲ့9နှစ်လောက်ကိုပြန်ကြည့်မယ်ကျွန်တော်မြန်မာနိုင်ငံအတွင်းမှာဆိုရင်လွန်ခဲ့တဲ့9နှစ်လောက်ကိုပြန်ကြည့်မယ်ဆိုရင်တိုင်းပြည်မှာဓမ္မဆိုတဲ့ တကယ်ကောင်းမွန်တဲ့ကျွန်တော်ဗုဒ္ဓဘာသာယူဝါဒဆိုလို့ရှိရင်ကုသိုလ်ကြီးတဲ့အကြောင်းအရာတွေတယောက်နဲ့တယောက်လူသားချင်းစာနာကြတယ်အရသာခေါင်းဆောင်တွေကလည်းပြည်သူပေါ်မှာမေတ္တာထားကြတယ်ပြည်သူကလည်းမေတ္တာတက်ဝင်ပြီးတော့မေတ္တာရှိကြတယ်အပြန်အလှန်မေတ္တာနဲ့ကောင်းဖို့ရာကောင်းဖို့ရာပြည်သူတွေကောင်းဖို့လန်ဒရာတွေကောင်းဖို့လက်စစ်မီးတွေရဖို့ဒီမိုကရေစီထွန်းကားဖို့လူသားချင်းစာနာထောက်ထားဖို့ဓမ္မဝါဒီတွေကြီးစိုးတဲ့အခါမှာတိုင်းပြည်ကတိုးတက်ပြီးတော့အေဂျင့်တာရပါတယ်အဲ့တော့ 2021ကနေနောက်ပိုင်း9နှစ်ကိုပြန်ကြည့်မယ်ဆိုရင်တိုင်းပြည်မှာအာရမကြီးဆိုးပါအထက်မဆက်ရှုံးကောင်စီကမတရားသဖြင့်အာဏာလုတယ်အာဏာသိမ်းတယ်တနက်ပြပြီးတော့ပြစ်ခတ်တက်ဖြတ်တယ်တောက်လျှောက်ဒီနောက်ပိုင်းမှာပြည်သူကို လေချောင်းလက်နက်ကြီးပြန်မေးဆွဲတက်ဖြတ်ဒီအာဓမ္မတွေကြီးဆိုးတဲ့ဒီ9နှစ်တာအတွင်းမှာကျွန်တော်တို့တဘာဝကပ်ဘေးအန်ဒီရီဘယ်လောက်ထိတောင်ရေဆိုင်ကြုံတွေ့ရလက်ရတယ်အာဓမ္မတွေ အရမတကိုးတွေစတဲ့တဘူးပြနေတဲ့ခါကြတော့တိုင်းပြည်ကလည်းပူလောင်မှုတွေအပူမီးတွေနဲ့ကျွန်တော်တို့ငငယ်ရဆိုဆရာတို့တပါးပြောပြောခဲ့ဘူးတယ်အာကုတူကတခုတည်းနဲ့မပြီးဘူးအာကုတူဆိုတာအဖော်နဲ့လာတာအဲ့တော့ဆွရှုံးကောင်စီရဲ့အာကုတူတွေကပြည်သူတွေထိပါရိုက်ခတ်ပြီးကျွန်တော်တို့ရေဘေးဆိုရင်လည်းနှစ်ကြော့ပြန်သုံးကြော့ပြန်နဲ့တကယ်ကိုတမိုင်းတစ်လျှောက်မှာအဲ့လောက်ထိကြီးကြီးမားမားမဖြစ်ဘူးရေဘေးပြည့်ရနောက်မှာကိုငလျင်ဘေးငလျင်ဘေးဆိုရင်လည်းတကယ်ကိုမှကြီးမားပြီးတော့တိုင်းပြည်ရဲ့အဆောက်အုံတွေ ရင်ရင်ကျင်းမှုအမွေအနှစ်တွေအကုန်လုံးပျက်စီးပြီးပြည်သူတွေလည်းရာခနန်းထောင်ခနန်းနဲ့ချီပြီးတော့တည်ကျေပျက်စီးရတယ်အဲ့တော့ဆိုလိုချင်တာတရုတ်မှာလည်းဒီလိုပါပဲခေါင်းဆောင်တွေဒီလိုမျိုးဓမ္မမရှိတဲ့ကောင်းမှုမရှိတဲ့ကောင်းကျိုးမရှိတဲ့ပြည်သူကိုစေနာမရှိတဲ့သူတွေကြီးစိုးနေသမျှကာလပတ်လုံးမှာတော့တည်ကြတယ်ပြည်သူလူထုဟာအဲ့ဒီမကောင်းမှုတွေရဲ့ ဒဏ်တွေကိုစတဲ့တပူခံနေကြရမှာပါအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာလည်းမအားလာမပြုတ်မကြမချင်းဒီဒဏ်တွေကိုခံနေကြရတာလို့သုံးသပ်ပါတယ်ဒါကသတင်းထဲမှာတွေ့တဲ့အကြောင်းအရာကိုကျွန်တော်မျိုးကိုအဲလမ်းကြုံဝင်သုံးသပ်တာပါနောက်ထပ်ထူးခြားတဲ့သတင်းတွေကိုကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ်အဲ့တော့ဘကိုးတိုင်းမှာစစ်ရှုံးကောင်စီနဲ့ AA ပူးပေါင်းတပ်ဖွဲ့ကအပြန်အလှန်ထိုးစစ်တွေဆင်နွှဲနေပြီလို့သိရပါတယ်ကျွန်တော်တို့ဘကိုးတိုင်းထဲမှာဆေးလှုပ်ရှားမှုကတော့ AA တပ်ဖွဲ့တွေနဲ့ ော်လိုင်းတပ်ဖွဲ့တွေပူးပေါင်းထားတဲ့ဖွဲ့တွေဟာချမ်းဘတ်စစ်ရှုံးကောင်စီကိုတိုက်ခိုက်နေတဲ့အတွက်အပြန်အလှန်ထိုးစစ်တွေပြင်းထန်နေတယ်လို့သိရပါတယ်။ရခိုင်ရိုးမတောင်တန်းနဲ့နီးကပ်တဲ့ဗကိုးတိုင်းဗရောင်းမြို့နယ်မှာအနာသိစစ်ရှုံးကောင်စီနဲ့အရက်ခတ်တော်အေပူးပေါင်းတပ်ဖွဲ့တို့ကြားမှာအပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေကြကြောင်သိရပါတယ်။ဗရောင်းမြို့နယ်တွင်းကစစ်ရှုံးကောင်စီတပ်စခန်းတွေကိုအရက်ခတ်တော်အေနဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ပူးပေါင်းဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးစခန်းတချို့ကိုလည်းသိမ်းဆည်းရရှိထားတယ်လို့သိရပါတယ်ခင်ဗျာ။ လက်လွတ်လိုက်ရတဲ့စစ်စခန်းတွေကိုပြန်လည်ရရှိဖို့အာဏာသိမ်းဆက်ရှုံးကောင်စီကလည်းပြည်လမ်းမဘက်ကနေအင်အားရရှိပါဝင်တဲ့တပ်ဖွဲ့တွေနဲ့အေအေပူးပေါင်းတပ်ဖွဲ့ကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်မလို့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဖွဲ့တွေပြန်လည်ခုခံတိုက်ခိုက်နိုင်ဖို့ခုခံတိုက်ခိုက်တဲ့ဟာကိုတော်လိုင်းတပ်ဖွဲ့တွေကတေချာပြင်ဆင်ပြီးတော့တိုက်ခိုက်နေကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်363ညတက်ရင်စစ်ထောင်လိုင်းရဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကအခုလိုမျိုးပြောပါတယ် ပေါင်းတလယ်နယ်ဘက်မှာပေါက်ခေါမြို့နယ်ပေါင်းတလယ်နားမှာဆိုရင်နတ်တလင်းတို့အဲ့ဒီရွာဘက်မှာဆိုရင်စစ်ကြောင်းထိုးဖို့လုပ်နေပါတယ်ဒီနေ့မှာဆိုရင်စစ်ကားကြီး၈စီးလောက်နဲ့တက်လာပြီးတော့အင်အား၂၀၀လောက်နဲ့ဒီကောင်တွေတက်လာတာရှိတယ်ဒါပေမဲ့သူတို့ဘလောက်ပဲတက်လာတက်လာပါကျွန်တော်တို့ဘက်ကနေအစင်တင့်ဆောင်ရွက်ထားပါတယ်လို့သူကအခြေအနေကိုပြောပြပါတယ်စစ်ရုံးကောင်စီရဲ့တံပြန်ထိုးစစ်တွေကိုပြန်လည်တိုက်ခိုက်ဖို့အားရခတက်တော်အေအေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေချိတ်ဆက်ပူးပေါင်းဆောင်ရွက်ထားကြောင်းရဲဘော်ရှဲတို့ကပြောပါတယ် ျွန်တော်တို့ ਨੇ ရခိုင်အေအေတက်တည်နေချိတ်ဆက်မှုရှိပါတယ်အခုလက်ရှိလဲပူပေါင်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ဗထောင်းမြို့မှာဆိုရင်စစ်ရှုံးကောင်စီရဲ့ကပါစထုတ်လို့ရေးတက်တွေကအများဆုံးတရှိတဲ့နေရာပါအဲ့ဒီနေရာတွေမှာတော့ရှစ်ဆက်ပြီးတော့စီးရီးတွေပြင်းထန်နိုင်ပါတယ်ခင်ဗျာဘလောက်ထိစီးရီးဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ကြိုတင်ပြီးတော့မသိရသေးပါဘူးလို့သူကပြောပါတယ်အေအေနဲ့ပူပေါင်းတက်ဖွဲ့ဟာဗထောင်းမြို့နယ်တွေကညောင်ကျိုးစစ်စခန်းကိုတိမ့်ပိုက်ထားပြီးစစ်ရှုံးကောင်စီကပြန်လဲထိုးစစ်ဆင်တိုက်ခိုက်နေတာ ။ညောင်ချောင်းမှာရှိတဲ့ကပ္ပစ6နဲ့ကပ္ပစ9တို့ကစစ်ကူပေးပို့ပြီးလက်နက်ကြီးတွေနဲ့လည်းစစ်ကူပစ်နေတယ်လို့သိရပါတယ်။အားကတော်တော်အေးအားဆစ်ချုံကောင်စီရဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာအန်းနဲ့ရိုးဘော်ကတပ်စခန်းတွေကိုသိမ်းပိုက်ပြီးတဲ့နောက်ဘကိုးတိုင်းတွေကိုဝင်ရောက်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဆစ်ချုံကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။အေးအားဘကိုးတိုင်း AR နဲ့မကွေးဘက်တွေမှာလည်းစစ်ရေးပေါ်ဆောင်ရရှိနေပြီးပြီး ။ AR မြစ်နောက်ဖက်ချမ်းမှာရှိတဲ့စစ်ရှုံးကောင်စီတပ်စခန်းအားလုံးကိုသိမ်းပိုက်ဖို့အစီအစဉ်ရှိနေကြောင်းစစ်ရေးတုံးသက်သူတွေကပြောဆိုထားပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကလည်း AR မြစ်ကျောတက်လျှောက်မှာတည်ထားတဲ့လက်နက်ထုတ်စက်ရုံကားပါစာစက်ရုံတွေကိုဥတီတိုက်ခိုက်နေပြီးအင်းအင်းနဲ့ပူပေါင်းကပြန်လည်ချိတ်ဆက်ပူပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်ခင်ဗျာ။ဒါဆိုရင်တော့ကျွန်တော်တို့ဘကိုးတိုင်းတွေကစီရေလှောင်ရှားမှုတွေကဒီနှစ်မှာဆိုရင်တကယ့်ကိုအားရသေးရကောင်းလောက်အောင်အပြောင်းလဲတွေကို မြင်တွေ့ရမယ်လာလာရှိပါတယ်ဘလို့မြင်တွေ့ရမလဲဆိုတာတော့ခြေတန်လုံနဲ့ကျွန်တော်တို့အေအေတက်တော်ရဲ့လက်တံကိုကျွန်တော်တို့နားဆွင့်ရင်သတင်းတွေသာစောင့်ကြည့်ဖို့လိုပါတယ်အဲ့တော့နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတော့တွေ့ရအောင်ပါခင်ဗျာအဲ့တော့နောက်တည်င်းတပုတ်ကတော့ဗမော်မျိုးသိန်းတိုက်ပွဲမှာအကြမ်းမဆစ်ရှုံးကောင်စီတပ်ဖွဲ့ဘက်ကရဲမေတွေအပါအဝင်အမျိုးသမီးတွေပါလက်လက်ချတယ်လို့သိရပါတယ် ဗမော်မြို့သိမ်းတိုက်ပွဲမှာဆစ်ရှုံးကောင်စီတပ်ဘက်ကရဲမေတွေပါဝင်အမျိုးသမီးတရာကျော်လက်နက်ချရာမှာကိုဝင်ဆောင်တွေပါပါဝင်နေကြောင်းစစ်ရေးရင်းမြစ်တချို့ကပြောပါတယ်27ထဲကရဲမေတရာကျော်လက်နက်ချတယ်ကိုဝင်ဆောင်တွေပါတယ်လို့စစ်ရေးရင်းမြစ်တူကပြောပါတယ်ဒါကြောင့်မလို့အကြံဖက်ဆစ်ရှုံးကောင်စီကကိုဝင်ဆောင်ရဲမေတွေကိုအသုံးပြုနေတာဖြစ်ကြောင်းဒီသတင်းချက်လက်အရအတိပြုနိုင်ပါတယ်ဒါပေမဲ့အခြားစစ်ရေးသတင်းရင်းမြစ်တူကတော့ဆစ်ရှုံးကောင်စီတပ်ဆွေရစခန်းကအမျိုးသမီးတွေကိုဖမ်းမိတာမှန်ပေမဲ့ စကားက21ကမဟုတ်ပဲမြို့ထဲမှာရှိတဲ့စခန်းကဖြစ်ကသူတို့ကတော့ရင်းမြစ်ဟုတ်မဟုတ်အဲနည်းနည်းဝိဝါဒကွဲပြားနေတယ်ဆိုတဲ့သတင်းချက်လည်းလည်းရှိပါတယ်ကြင်လွတ်လိုက်တဲ့မှာတော့ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဗမာမြို့မှာရှိတဲ့ဆက်ရှုံးကောင်စီလက်ကျန်စခန်းတွေတရင်တွေတရင်ဌာနချုပ်အားလုံးကိုတပြိုင်နက်တည်းထိုးစစ်ဆင်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းသိရပါတယ်ဗမာကွင်းမှာရဲတွေလက်နက်ချတာမှန်တယ်ရဲမေတွေပိတ်မိနေတာကြားပြီးဆိုတော့အိမ်အောင်တဲ့ရဲမေတွေလည်းဗိုက်ကြီးတွေနဲ့လीဗိုက်ကြီးတွေနဲ့လေးလို့ စီဒီယန်ရဲတအုပ်ကလည်းပြောပါတယ်။ KAI နဲ့ပူးပေါင်းတက်က AP 2ရက်က22ရက်ထိထိုးစစ်ကိုစကိုင်းကလင်ကြောင့်အရေးပေါ်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ယာယီရနာခဲ့ပါတယ်။အဲဒီနောက်မှာ AP 25ကစတင်ပြီးတော့ပြန်လည်ထိုးစစ်စင်နေရာမှာစကားခ27ရက်ကာကင်းအချို့ကိုထပ်မံသိမ်းပိတ်ရရှိခဲ့ပြီးရရှိပါဝင်73မန်းတွေကို KAI ကဖမ်းမိထားတယ်လို့သတင်းရပါတယ်။စကားခ27ကိုခုခံနေတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေစတင်စုခွာထွက်ပြေးနေပြီး တိုက်ပွဲပြင်းထန်နေကြောင်းမြေပြင်စစ်ရေးသတင်းအမြစ်တချို့ကလည်းပြောပါတယ်ဒါ့ပြင်အကြမ်းဖက်ဆစ်ရှုံးကောင်စီဟာမြကြီးနားမိုးကောင်ဖားကန်လန်းနဲ့အင်းတော်ကြီးကာမိုင်းဖားကန်လမ်းပိုင်းတို့ကတဆင့်ဖားကန်ကိုအင်အားဖြည့်တင်းမှုစူးစမ်းနေရာအဲ့ဒီလမ်းပိုင်းတစ်ခုစလုံးမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေတာပါဗမော်တိုက်ပွဲမှာကချင်စစ်ရေးအခြေအနေတွေမေးမြန်းမှု KIA သတင်းပြန်ကြားရေးတာဝန်ခံဗမူကြီးတော်ဘူးထံကိုဆက်သွယ်ပေးမယ်တော့သတင်းမသိရသေးပါဘူး KIA နဲ့ပူးပေါင်းတက်တွေက2024ဒီဇင်ဘာ6ရက်ကစပြီး ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ကိုသိမ်းပိုက်ဖို့စတင်ဒုစစ်ဆင်နေတာလည်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ကချင်ဒေသမှာရှိတဲ့စည်ရေးသတင်းမြစ်တီတွေကသတင်းချို့ပါဒီနေ့နေ့လည်းကနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွှေဘုံမှာနေအိမ်ထဲကိုဒရုန်းဘုံကျပြီးတော့ပောက်ကွဲလို့မိသားစုဝင်၃ဦးဒဏ်ရာရတယ်လို့သိရပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်ခွေးတိုက်ကြီးကျေးရွာမှာနေတဲ့နေအိမ်ထဲ ဒရုန်းပုံကျလို့ပောက်ကွဲကမိသားစုဝင်၃ဦးဒဏ်ရာရခဲ့တယ်လို့ရွှေဘုံမြို့နယ်ပကဖထံကနေသိရပါဗျ။ဧပြီ28ရက်နေ့မနက်10:00နာရီလောက်မှာအဲ့ဒီကျေးရွာနှစ်မိုင်ခန့်ကွာမခောက်ကျေးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတက်နေပြူစောထီးတပ်ဖွဲ့ဝင်တွေကခွေးတက်ကျေးရွာကိုဒရုန်းနဲ့ဘုံတလုံးချက်ချခဲ့ရမှာရွာခန့်ဥဖို့ကြီးနေအိမ်ခြံဝန်းအတွင်းမှာကြားရောက်ပောက်ကွဲခဲ့တာပါ။အဲ့ဒီမခောက်ရွာကဒရုန်းတက်လာတာကိုဒေသခံတွေကမြင်လိုက်တယ်လို့မျက်မြင်ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ဒရုန်းပုံ ကွဲတာကြောင့်အသက်59နှစ်အရွယ်ဥပ္ပိုလ်ကြီးက1 byte ဘုံးစာမှာတားပြစ်သူအသက်16နှစ်အရွယ်မောင်တရုတ်ကတော့ညာဘက်ဒူးဘုံးစာဖောက်ဝင်တူမဖြစ်သူအသက်22နှစ်အရွယ်ကတော့မိုင်းငိမ့်တဲ့တင်ကျော်ကတင်မတင်မမှာဘုံးစာထိမှန်မစိုးရင်ရတဲ့ဒဏ်ရာတွေအတီးတီးရရှိခဲ့တာကြောင့်ဤသက်ရာသေးကန်းနေမှာသေကုတမှုခံယူနေရတယ်လို့သိရပါတယ်။တိုက်ပွဲလည်းမရှိဘဲနဲ့ပြည်သူတွေကိုရေဝဲချက်ရှိရှိနဲ့လာတိုက်ခိုက်တဲ့သဘောပါလို့ရွှေဘုံမြို့နယ်ပကဖတာဝန်ခံကပြောပါတယ်ခင်ဗျာ။ မခောက်ကျွော်မှာအချမ်းမဲ့စစ်ရှုံးကောင်စီတက်လက်အောက်ခံပြည်သူ့စစ်ပြည်စောတီအင်အား40လောက်နဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်9ဦးလောက်တပ်ဆွဲထားပြီးအရင်ကလည်းကွိတက်ကြီးရွာကိုဒရုန်းနဲ့ဘုံသီးချပြီးတော့တိုက်ခိုက်ခဲ့ပါသေးတယ်။မတ်လ25ရက်နေ့ကလည်းရွှေဘုံမြို့အမှတ်တရကွက်မှာရှိတဲ့အောင်စရသေးတဲ့ကိုစစ်ရှုံးကောင်စီတပ်ကပြစ်တဲ့လက်နက်ကြီးကျလို့ကလေးငယ်ပါဝင်9ဦးဒဏ်ရာရတယ်လို့သိရပါပါခင်ဗျာ။ရွှေဘုံမှာနေနေတဲ့ဒရုန်းဘုံကျလို့ပောက်ကွဲလို့မိသားစုဝင်3ဦး ဒဏ်ရာရခဲ့တဲ့သတင်းဖြစ်စဉ်တွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ကျမတ်ဆက်ရှုံးကောင်စီဟာနေ့စဉ်နီလန်းအတွေ့အတွေ့နဲ့ပြည်သူကိုတက်ဖြက်နှိမ့်ဆက်ဒဏ်ရာရအောင်ဖန်တီးနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီကနေ့နေ့လည်းကင်းမှာထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုကျွန်တော်ဝေယံကနေစူးစီးတင်ဆက်ခဲ့တာဖြစ်ပါတယ်နေ့စဉ်နေ့စဉ်နိုင်ငံတော်ဝင်တွေကိုကျွန်တော်တို့အတူတူကထမ်းရွက်ကြရင်းနဲ့ရှင်းသက်ကြပါမယ်ဒေါ်လာကြီးမှာအားအင်းပြည့်ရတဲ့အားရှိတဲ့သတင်းတွေကိုကြုံရသလို အကြမ်းဖက်ဆစ်ရှုံးကောင်စီရဲ့ရုံမှမှုကြောင့်နေ့စဉ်နဲ့မျှဝမ်းနေဒုက္ခရောက်ရတဲ့ပြည်သူတွေခံစားရတဲ့သတင်းတွေကိုကြားရင်ဝမ်းနေရတဲ့သတင်းတွေကိုလည်းကျွန်တော်တို့နေ့စဉ်နဲ့အမျှသိရှိရပါတယ်အဲ့တော့သတင်းသတင်းတွေကိုနေ့စဉ်ကြည့်ရှုရင်းကျွန်တော်တို့နိုင်ငံတော်ဝန်တွေကိုတော်လှန်ရေးမပြီးမချင်းမှာတာဝန်ယူထမ်းရွက်ကြပါမယ်အဲ့တော့နေ့စဉ်စုမကောင်းတောင်းပေးနေကြတိုင်းပြည်သူအားလုံးကိုစိတ်နှပြချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်း စုမောင်းအောင်တောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်